မင်္ဂလာပါရှင်ဒီနေ့ကျမတို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်လူတွေအသက်ရှိရှိကြမ်းကြမ်းမာမာနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့လျှို့ဝှက်ချက်ပေါ့ဟုတ်ကဲ့လူတိုင်းစိတ်ဝင်စားကြတဲ့မိခွန်းတခုပေါ့နော်ဟုတ်ပါတယ်အဲ့ဒီလျှို့ဝှက်ချက်တွေထဲကတခုအဖြစ်ပြောကြတဲ့ဂျပန်လူမျိုးတွေရဲ့အခိကအေးဆိုတဲ့ယူဆအကြောင်းပါကျမတို့ Hector Garcia နဲ့ Francis Morales တို့ရဲ့စာအုပ်ကောင်းတို့ချက်တွေကိုအခြေခံပြီးဒီအကြောင်းကိုနည်းနည်းအသေးစိတ်ကြည့်ကြမယ်လေ။ကောင်းပါတယ်။ ဤခိခိုင်းဆိုတာကအမ်ဘယ်လိုပြောရမလဲလူတယောက်ချင်းစီမှာမွေးရပါရှိတဲ့ကိုယ့်ဘဝကြီးရည်ရွယ်ချက်ပေါ့ဒါမှမဟုတ်ကိုယ့်ကိုယ်မနဲ့တိုင်းအေးရနဲ့လိုးချပြီးတခုခုလှုပ်ချင်စိတ်ဖြစ်စေတဲ့အရာမျိုးအသက်ရှင်နေရချင်းရဲ့အကြောင်းရင်းပေါ့နော်အင်းအဲ့လိုတိပဲရပါတယ်တချို့ကတော့ဒါကိုရှာတွေ့ပြီးသားချင်းမှာပေါ့တချို့ကတော့ရှာတုံးပေါ့လေဒီဆောင်းထဲမှာအဓိကပြောထားတာကဂျပန်နိုင်ငံအိုကီနာဝါကျွန်းကလူတွေရဲ့နေထိုင်မှုပုံစံနဲ့ ဒီ ikigai ရဲ့ဆက်စပ်မှုနော်ဟုတ်ပါတယ်ဟုတ်ပါတယ် Okinawa ဆိုတာကကဘာပေါ်မှာတတန်းအရှိဆုံးလူတွေအများဆုံးနေထိုင်တဲ့နေရာတွေကတခုလေဩအဲ့ဒါကို အပြာရောင်ဆုံး blue zone လို့ခေါ်တယ်ကြားဘူးတယ်အဲ့ဒီမှာ raja တက်ရှိတွေအများများတယ်ဆိုတာဟုတ်လားဟုတ်ပါတယ် king grand နေရာဆိုရင်လူဦးရေတသိန်းမှ24.55ရောက်နှုံးတော့ရှိတယ်ပြောတယ်ဒါကကဘာပြားမြနှုံးထက်အများကြီးပုံမြင့်နေတာ ဟာဟာ တကယ်ကိုမယုံနိုင်စရာပဲသူတို့ဘာရင်းများထူးထူးခြားခြားလုပ်နေကြတော့လဲဟင်အမ်အများစုကတော့အစားတောက်ကိုပြောင်းပြင်းကြမှာပဲဟုတ်လဲဟုတ်ပါတယ်ဟင်းဒီဟင်းရများများစားတာအသားကိုနည်းနည်းပဲစားတာမျိုးပေါ့ဟောဟာရာဟာချီဘူးဆိုတာလားဘိုက်ဆဲကဆက်ပြည်ုံစားတာအတိအကျပဲအဲ့ဒီအလေထက်ကတော်တော်ထင်ရှားတယ်ပြီးတော့ရိုးရှင်းတဲ့လူနေမှုဘဝစိတ်စိတ်ဆိုင်ဆိုင်ရေနွေးချမ်းထောက်တာရာသီဥတုကောင်းတာလေးလဲပါတာပေါ့ ဒါပေမဲ့စာရေးသူတွေကဒါတွေအပြင်တခြားချက်တွေလည်းရှိတယ်လို့ပြောတယ်နော်ဟုတ်တယ်သူတို့ကအဲ့ဒါတွေအပြင်လူမှုအတိုက်အဝန်းနဲ့ဘဝယူရချက်ကပိုရေးချိတယ်လို့ဆိုတယ်ရုပ်ပိုင်းဆိုင်ရာကျမ်းမာရေးကိုအဲ့ဒါတွေကပန်းပူပိထားတာမျိုးလူမှုအတိုက်အဝန်းဆိုတာကမိုးအိုင်းကိုပြောတာလားအဲ့ဒါဘယ်လိုဖွဲ့စည်းမျိုးလဲဟုတ်ပါတယ်မိုးအိုင်းဆိုတာကလေတံခရီးချင်းတွေဒါမှမဟုတ်စိတ်ဝင်စားမှုတူတဲ့လူတွေစုထားတဲ့အဖွဲ့လေးတွေပေါ့ငယ်ငယ်ကလေးကဖွဲ့တာမျိုးလည်းရှိတယ် နောက်မှဖွဲ့တာမျိုးလည်းရှိတယ်သူတို့ကအချင်းချင်းဘယ်လိုပန်ပိုးကြလဲသူတို့ကပုံမှန်တွေ့ကြတယ်စကားပြောကြတယ်ပွဲလမ်းတွေအတူတူလုပ်ကြတယ်ပြီးတော့အရေးကြီးတာကအဖွဲ့ဝင်တွေကတယောက်ယောက်အခက်ခဲဖြစ်ရင်ငွေကြီးရဲ့အရာရောစိတ်ထပိုင်းအရာပါဝိုင်းကူကြတယ်လေဩဒါတော်တော်အားရှိစရာပဲနော်ဟုတ်တယ်အဲ့ဒါကခိုင်မာတဲ့လူမှုဆက်ဆံရေးကွန်ရက်ကိုဖြစ်စေပြီးအထီးကျန်မှုကိုတော်တော်လေးရှော့ချပေးတယ်နောက်တစ်ချက်က အိုကီနာဝါမှာအငိမ့်စားယူတယ်ဆိုတဲ့သဘောတရားကအနောက်နိုင်ငံတွေလိုတိတ်မရှိဘူးဟင်ဒါဆိုအစ်စ်ကြီးတဲ့အထိအလုပ်လုပ်ကြတော့လားအလုပ်လုပ်တယ်ဆိုတာထက်သူတို့နစ်သက်သက်သူတို့အထက်အတိတ်ပဲရှိတယ်လို့ခံစားရတဲ့အရာတစ်ခုခုကိုဆက်လုပ်နေကြတာဥယင်ဆိုင်တာပဲဖြစ်ဖြစ်လက်မှုပညာတစ်ခုခုလုပ်တာပဲဖြစ်ဖြစ်ပေါ့ဒါကသူတို့ရဲ့အီကီကာယီကိုဆက်ပြီးရှင်သန်နေစေတာပေါ့လေအဲ့တော့အသက်ရှည်ဖို့ဆိုတာကျန်းမာအောင်စာလေ့ကျင့်ခန်းလုပ်တာရေးပြီး ခိုင်မာတဲ့တငယ်ချင်းအပေါင်းအသင်းရှိဖို့ရေကိုဘွားအတွက်ရည်ရွယ်ချက်တစ်ခုခုရှိနေဖို့ရေကအဓိကဖြစ်နေတာကိုဟုတ်ပါတယ်အဲ့လိုဆိုလိုတာပါဒါပေမဲ့အဲ့ဒီအီကီကားကြီးဆိုတာကိုဘယ်လိုရှာရမလဲလူလိုက်ရှာလို့ရောရနိုင်သလားဟွန်းဒါကလို့တယောက်နဲ့တယောက်မတူနိုင်ဘူးပေါ့နော်တချို့ကငငယ်ကားတွေကတည်ကျင်တည်နေမယ်တချို့ကြတော့လဲဘဝရဲ့အတွေ့အကြုံတွေကနေဖိဖိဖိရှာတွေ့တွားတာမျိုးရှိတယ်ဆိုတော့ကိုကိုကိုပြန်မေးရမှာပေါ့ဟုတ်တယ်ကိုကိုကိုမေးဟုန်ညီမေးကြည့်ရမယ် ဥမာငါတကယ်ဘာလုပ်ရတာကိုကြိုက်လဲငါဘယ်ရမှာတော်လဲငါရဲ့ဒီရေချင်းနဲ့လောကကြီးကိုဘလို့အကျူးပြုနိုင်မလဲအဲ့ဒီကနေတော့ဝင်ခွေရနိုင်လားဆိုတာမျိုးပေါ့အဲ့ဒီမေဟိုးတွေရဲ့အဖြေတွေစုံတဲ့နေရာမှာဤကီကဤရှိနိုင်တယ်ပေါ့ဟုတ်ပါတယ်အဲ့ဒီသဘောပါဒီနေရာမှာ Victor Frankl ရဲ့ logo therapy အကြောင်းလေးနည်းနည်းပြောချင်တယ်အော် logo therapy ဟုတ်ကဲ့ဒုတိယကမ္ဘာစစ်တုန်းက Auschwitz အချင်းစခန်းကလွတ်လာတဲ့ဆရာဝန်ကြီး Frankl ရဲ့အကူထုံးနော် ဘဝရဲ့အတိတ်ပဲကိုရှာဖွေခြင်းမှန်ပါတယ်ဖရန်ကော့ကသူ့လူနာတွေကိုမေးခွန်းတစ်ခုမေးတတ်တယ်ခင်ဗျားဘာလို့ပို့ကိုတတ်မသေးတာလဲလို့အဲ့ဒီကနေသူတို့အသက်ရှင်ဖို့အကြောင်းပြချက်ကိုရှာခိုင်းတာဟုတ်ကဲ့သူယုံကြည်တာကလူတယောက်မှာအတိတ်ပဲရှိနေရည်မှန်းချက်တစ်ခုအကြောင်းပြချက်တစ်ခုရှိနေရင်လေဘလောက်ဆိုးတဲ့အခြေအနေမျိုးကိုမှဆိုကြိုလန်းနိုင်စွမ်းရှိတယ်ဆိုတာပဲသူကလေအဲ့လိုပဲအသက်ရှင်ရဲတယ်လို့ဆိုရင်တော့သူစာမှုကိုပြန်ရေးဖို့ရည်မှန်းချက်နဲ့ဟုတ်ပါတယ်အဲ့လိုပဲဂျပန်မှာလည်း ရှိုးမမူရီတာဆိုတဲ့ဆရာဝန်ရဲ့မူရီတာတရပီရှိတယ်။သူကတော့နည်းနည်းကွာတယ်။စိတ်ခံစားမှုတွေကိုထိန်းချုပ်ဖို့မစူးစမ်းခိုင်းဘူး။ဟင်ဘယ်လိုမျိုးလဲ။အဲ့လာတွေကိုလက်ခံလိုက်ပါ။ပြီးတော့ကိုလို့တင့်တယ်လို့ကိုရဲ့ရည်ရွယ်ချက်ကိုပဲအာယုံဆိုင်ပြီးလောက်ပါလို့သင်ပေးတာ။လူဆောင်ချက်တွေကနေစိတ်ခံစားမှုအသက်တွေဖြစ်လာနိုင်မယ်ဆိုတဲ့သဘောပေါ့။အော်စိတ်ဝင်စားစရာပဲ။ဒီကုထုံးကြီးအလုံးက နောက်ဆုံးတော့ကိုယ့်ရဲ့ ikigai ကိုယ့်ရဲ့ကွာရွေရွေချစ်ကိုရှာဖို့နဲ့အဲ့ဒါကိုအာယုံစိုက်ဖို့ညွန့်ပြနေတာပဲနော် အတိအကျပါပဲ ikigai ရဲ့အရေးပါပုံကိုပဲပုံစံမျိုးစုံနဲ့ပြောနေကြတာပါဒါဆိုကို့မှာ ikigai ရှိပြီဆိုပါစို့အဲ့အလုပ်ကိုလုပ်နေချိန်မှာ အပြည့်အဝပျော်မွေးဖို့အကောင်းဆုံးတစ်ယောက်လုပ်နိုင်ဖို့ကလည်းအရေးကြီးတဲ့ပေါ့ဒါက flow ဆိုတဲ့အယူအဆနဲ့ဆိုင်လာပဲလားဟုတ်ပြီအဲ့ဒါ flow ပါပဲ mihely 6 and semi high eye ဆိုတဲ့ပညာရှင်ပြောခဲ့တာလीအ flow ဆိုတာကကိုလုံနေတဲ့အလုပ်ထဲမှာအချိန်လေးဘလို့ကုံသွားမှနောင်မတီးတော့ပဲကိုကိုကိုမေ့ပြီးတော့အာယုံဆူးဆိုင်နစ်မျောနေတဲ့အချိန်မျိုးပေါ့ ikigai ကိုလက်တွေ့လုပ်တဲ့အခါအထွတ်အထိပ်ခံစားမှုမျိုးပေါ့နော်ဟုတ်တယ်အဲ့ဒီ flow အချိန်လေးရောက်ဖို့ဆိုရင်အချက်လေးတွေလိုတယ်ကိုလုံတဲ့အလုပ်ကကိုရဲ့အချင်းနဲ့စိန်ခေါ်မှုနဲ့ကွက်တီကြနေရမယ်အရန်လွယ်နေလို့လည်းမဖြစ်ဘူးအရန်ခက်နေလို့လည်းမဖြစ်ဘူးပေါ့နော်ဟုတ်တယ်လွယ်ရင်ပြန်ပါလေ ခက်တရံနဲ့လဲစိတ်ကကြသွားနိုင်တယ်ပြီးတော့ရှင်းလင်းတဲ့ယဉ်မှန်းချက်ရှိရမယ်အရေးကြီးတာတစ်ခုကအာယုံထွေပြမှုတွေကင်းရှင်းနေရမယ်အဲ့ဒါဆိုရင်ကျမတို့ခက်စားနေတဲ့ multitasking ဆိုတာက flow ကိုအနောက်အချက်ဖြစ်စေမှာပေါ့အလုပ်တွေအများကြီးတပြန်တက်လုပ်တာလေอืมတော်တော်လေးကိုဖြစ်စေပါတယ်လူတွေက multitasking လုပ်နိုင်တာကိုတော်တယ်တော့ထင်ကြပေမဲ့တကယ်တော့ Stanford တက်ခဲ့တော့လို့နေရာမျိုးကလေးလာမှုတွေရာဆိုရင်ဒါကထုတ်ထုတ်နိုင်စွမ်းကိုကြာစေတယ်အမားနေပုံများစေတယ် ဩ flow ကိုရဖို့ဆိုရင်တစ်ချိန်မှာအလုပ်တစ်ခုတည်းကိုပဲအာရုံစိုက်တာအကောင်းဆုံးပဲဂျပန်ကတကူမီလို့ခေါ်တဲ့ကျွမ်းကျင်လက်မှုပညာရှင်တွေကိုကြည်လေဟုတ်ကဲ့တကူမီဥပမာ Zero Dreams of Sushi ထဲက Sushi Shiaji Zero Ono ဆိုရင်သူ့ဘဝတစ်ခုလုံးကို Sushi အကောင်းဆုံးထောက်လုပ်ဖို့ပဲမြူနန်းထားတာသူ့အလုပ်ထဲမှာသူအပြည့်အဝ flow ဖြစ်နေတာဟေယောမြေဇာခီဒူလိုကာတုံယုတ်ရှင်ဖန်တီးသူရေရောပဲနော် သူတို့အလုတ်လုံနေပုံချင်းတည်တာတယ်ဟုတ်ပါတယ်ဒါဘို့စတီးဗ်ဂျော့ပ်စ်အရင်လေးစားခဲ့တဲ့ကြွေးထဲပညာရှင်ယူကီယိုရှကူနာကတော့လို့ပေါ့သူတို့ကသူတို့ရဲ့အီခိဂါရီထဲမှာ flow ကိုတွေးပြီးအဲ့ဒီထဲမှာပဲရှင်းတန်းကြတာသေးသေးလေးတွေပေါ့ပန်းကန်စေးတာအိမ်တန့်ချင်းရေလောက်တာဥယျင်ဆိုင်တာစားစီစာရိုက်တာဘာပဲဖြစ်ဖြစ်ကိုကစိတ်နစ်ပြီးအာယုံဆိုင်လိုက်ရင်အဲ့ဒီလုပ်ငန်းစဉ်လေးတွေမှာ flow ရဲ့အရာသာကိုခံစားလို့ရတယ်လေအဓိကကလုပ်ငန်းစဉ်ကိုနိုင်ကိုအာယုံဆိုင်ဖို့ပေါ့ ဟုတ်ပါတယ်အဲ့ဒီထဲမှာပြောင်းမိတတ်ဖို့ပဲတရားထိုင်တာကလည်းဒီလိုအာယုံဆူဆိုင်နိုင်စွမ်းကိုလက်ကျင့်ပေးတဲ့အတွက် flow တဲ့ကိုပူပြီးလွယ်လွယ်ကူကူဝင်ရောက်နိုင်အောင်အများကြီးကူညီပေးတာပေါ့ကောင်းပြီဒါဆိုအီကီကအေးကိုရှာမယ် flow ရအောင်ကြိုးစားမယ်ဒါပေဘဝမှာမြေရန်အဆင်ပြေနေရတော့မဟုတ်ဘူးလေအခက်ခဲတွေစိန်ခေါ်မှုလေးကြုံလာတဲ့အခါကိုအီကီကအေးကိုဆက်ပြီးစုကင်ထားနိုင်မှုဘာလို့မလဲကြုံခိုင်မှု resilience လိုလာပြီးထင်တယ်မှန်ပါတယ် resilience ပေါ့ အခက်ခဲကြီးကြုံလာတဲ့အခါလဲကြမသွားပဲပြန်ထနိုင်တဲ့စွမ်းရည်ဂျပန်မှာစကားပုံရှိလေလေနာနာကိုရိုကီယာဝကီဒခုနှစ်ချိန်လဲရင်ရှစ်ချိန်ထပေါ့ဟုတ်ပါတယ်အဲ့ဒါပေါ်ပဲဒီနေရာမှာရှေးအောင်တာတနာတွေကအများကြီးအထောက်ကူပြုတယ် Stoicism တို့ Buddhism လို့ပေါ့သူ့အစီမှာတူတဲ့အချက်တွေရှိတယ်နော်ရှိတာပေါ့ဥမာအစိုးမြင်စိတ်တွေကိုထိန်းချုပ်တာအရာရာဟာမြင်မြဘူး impermanence ဆိုတာကိုလက်ခံတာ ကိုထိန်ချုပ်နိုင်တာနဲ့မနိုင်တာကိုခွဲခြားသိတာပြစ်စုတ်ပံမှာနေတာဒါတွေအားလုံးကကြန့်ခိုင်မှုကိုတိဆောက်ပေးတယ်ဂျပန်အယူဆထဲမှာဝေးပြီးစားပြီးဆိုတာလဲကြားဖူးတယ်မပြည့်စုံမှုတွေကအလတရားကိုရှာတာမျိုး နောက်ပြီးအချီကိုအချီအေးဆိုတာရောဟုတ်တယ်ဝေးပြီးစားပြီးရလေအရာရာကစုံလင်တယ်မှလှတာမဟုတ်ဘူးမပြည့်စုံတာဟောင်းနှွမ်းယွယွန်းတာတွေမှာလဲသူ့အလနဲ့သူရှိတယ်ဆိုတာကိုမြင်တက်ဖို့ပြောတာဒါက ဘဝရဲ့အနစ်အမြင်တွေကိုပိုပြီးလက်ခံနိုင်စေတယ်။ Ichigo Ichie ကတော့ Ichigo Ichie ကတော့ဒီအခိုက်အတန့်ဟာတသက်မှာတစ်ခါပဲကြုံရတယ်။နောက်ထပ်ပြန်မလာတော့ဘူးဆိုတဲ့အတိနဲ့ပြည်စုံပိုင်းကိုတန်ဖိုးထားစေတာ။အတိတ်ကိုနောက်တာရအနာဂတ်ကိုစိုးရိမ်နေမယ့်အစားလက်ရှိလုပ်နေတဲ့အရာကိုအီခိကာကြီးကိုအားထုတ်ဆိုင်စေတယ်လေ။ဒါတွေကအခက်ခဲကြုံခြင်းမှာစိတ်တည်ငြိမ်အောင်ကူညီပေးမှာပဲ။ဟုတ်ပါတယ်။ Nobi Nassim Nicholas Taleb ရဲ့ Anti-Fragility ဆိုတာရှိသေးတယ်။အော် Anti-Fragility ကြံခိုင်တာထက်ပိုတယ်ဆိုတာနော်ထိခိုက်လေပိုထမ်းပါလေဟိုက်ဒရမီလိုမျိုးအဲ့ဒါပဲဒါကိုလက်တွေ့ဘဝမှာထုံးဖို့သူကအကြံပေးထားတာရှိတယ်တခုက redundancy ထားဖို့ဆိုလိုတာကအရန်အင်အားဆောင်ထားတာပေါ့ဝင်ငွေလမ်းကြောင်းတခုမကတုံငယ်ချင်းအုပ်စုတခုမကထားတာမျိုးလားဟုတ်တယ်ဒါမှတခုခုဖြစ်သွားရင်တော့လုံးဝပြိုလဲမသွားဘူးနောက်တခုကတချို့နေရာမှာစွန့်စားမှုနည်းနည်းလို့တချို့နေရာမှာရှေးရိုးဆန်ဆန်နေဥပမာငွေကြေးရင်မှာစုတာကရှေးရိုးဆန်တာပေါ့ ဒါပေမဲ့ဝါဒနာအတက်တစ်ခုစန္ဒမျိုးကစွန့်ဆောင်မှုအသေးစားလေးပေါ့ဟုတ်ကဲ့နောက်တစ်ခုကတော့နောက်တစ်ခုကကိုကိုအားနေစေတဲ့ထိခိုက်လွယ်စေတဲ့အရာတွေကိုဖျက်ရှားဖို့ပဲဥမာကြားမရင်းနဲ့မညီတဲ့အကျင့်တွေအစိတ်အတော့ဖြစ်စေတဲ့ဆက်ဆံရေးတွေပေါ့ဒီလိုလုပ်ရင်အပြောင်းလဲတွေကြုံလာတဲ့အခါပူပြီးကြန့်ခိုင်တော့မကဘူးပိုလုံတိုးတက်လာနိုင်နေတယ်ပေါ့ဟုတ်ကဲ့ဆိုလိုတာကအခက်ခဲဆိုတာကြုံရမှာပဲဒါပေမဲ့အဲ့လာကိုတင်ယူဖို့ ကြီးထွားဖို့အခွင့်အလမ်းဖြစ်ရှုမြင်ပြီးကိုယ့်ရဲ့အီကီဂါအီကိုပို့ပြီးအားဆိုင်လို့ဖို့တွားဖြစ်စေနိုင်တယ်ပေါ့အသက်တရာကျော် Super Centenarians Day ရဲ့အကြံပြုချက်တွေကလည်းဒီသဘောတွေပါနေမလားပါလားပေါ့သူတို့ပြောတာတွေကရိုးရှင်းသလိုအယမ်းမှန်တယ်မီဆာအိုဥကာဝါဆို ကောင်းကောင်းစားကောင်းကောင်းအိတ်စိတ်ဖြည့်လျှော့တတ်ရမယ်လေအသက်တရာ92နှစ်အထိနေသွားတဲ့ဂျန်ကန်မန်ကတော့သူကအကောင်းမြင်စိတ်နဲ့ဟာတာညံကိုအလဲပေးတယ် water burning ဆိုရင်စိတ်နဲ့ကိုယ်ကိုအမြဲအလုပ်ပေးသူများကိုကူညီပါတဲ့သူညီတဲ့ချက်ကတော့ဘဝကိုရိုးရိုးရှင်းရှင်းချင်ကပ်ကြပြီးကိုယ်လုံးနိုင်တာကိုအာယုံစိုက်ကြတာပဲပြီးတော့သူတို့ကတက်ကြည့်တဲ့အထိတက်ကြွနေကြတော့မယ်နော်အနုပညာရှင်တွေလိုပဲ hook side ရော common herrera ရောဆိုရင်အသက်ကြီးကြီးရဲ့အထိသူတို့ဝါသနာပါတာကိုလုံနေတော့မယ်အဲ့ဒါ ikiga ရဲ့ဆွမ်းအပဲလေကိုယ်အိယာကထဆဲတဲ့အကြောင်းရင်းရှိနေတာအဲ့ဒီထဲမှာနစ်မျောဝင် flow ရတာအခက်အခဲကိုကြံ့ကြံ့ခံနေတာ resilience ဒါရစ်ဆူလိုင်အတိပယ်ရှိပြီးရှေးလျားတဲ့ဘဝကိုရစေတာပေါ့ဒီစာအုပ်ကနေအိုကီနာဝါကလူကြီးတွေစီကနေအီကီကာရဲ့အခြေခံမူဆက်ချက်ကိုထုတ်ဖျက်ထားတယ်နော်ဟုတ်ပါတယ်အဲ့ဒီဆက်ချက်ကဒီနေ့ပြောခဲ့တာတွေအားလုံးရဲ့အနစ်ချွတ်လို့ပါပဲဟုတ်ကဲ့အဲ့ဒီဆက်ချက်ကိုကျွန်မတို့နားထောင်နေသူတွေအတွက်အချင်းချုပ်ဖြန့်ဖြိုးပြပြပါလားရပါတယ်ကောင်းပြီတစ်အမြဲတကြွပါဘတော့မှအနာမယူပါနဲ့နှစ်ဖြည့်ဖြည့်မှန်မှန်လုပ်ပါအလျင်းစလို့မလုပ်နဲ့၃ ပိုက်80%ပဲပြည့်အောင်စားပါဟာရဟာကြည့်ဘူးလေမိကောင်းဆွေကောင်းနေနဲ့ကိုကိုကိုဝင်းရံထားပါမဝိုင်းဟုတ်ကဲ့ငါနောက်မင်းနဲ့အတူကိုလည်းကြောက်မအောင်နေ့စဉ်လေ့ကျင့်ခန်းလုပ်ပါချော့အမြဲပြုံးပါခွန်တဘာဝတရားနဲ့ပြန်ချိဆက်ပါရှစ်ကျေးဇူးတင်တတ်စိတ်မွေးပါကိုကပိစုဖာမနီဗိုနိုဟုတ်ပါတယ်ကိုပိစုဖာမနီပါအချီကိုအချီရဲ့ ပြီးတော့နောက်ဆုံးဆဲကတော့ကိုယ့်ရဲ့ ikiga ရဲ့အတိုင်းလိုက်နာရှင်သန်ပါဆိုလိုတာကကိုယ့်ရဲ့ဘဝရည်ရွယ်ချက်ကိုရှာပြီးအဲ့ဒီတိုင်းနေထိုင်ပါပေါ့ဒီဆက်ချက်ကတကယ်တော့ရိုးရှင်းပါတယ်ဒါပေမဲ့လိုက်နာဖို့တော့တတိထားရမယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ဆွေးနွေးခဲ့တာတွေအရဒီလိုနေထိုင်ခြင်းကအတက်ရှင်ုံမကဘူးပိုပြီးအတိတ်ပဲရှိပြီးပျော်ရွှင်တဲ့ဘဝကိုပြင်နိုင်တယ်ဆိုရှင်းပါတယ်ဟုတ်ပါတယ်အဆုံးသက်အနေနဲ့စဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းနဲ့နာစင်သူတွေလည်းကိုယ့်ဘဝမှာပေါ့လေဘလို့အလုပ်တွေလုပ်တဲ့အခါ ဘလို့ခိုက်တက်နေမှာအချိန်ဘလို့ကုန်တော့မှမတိအောင်နင်းမျောထွားတယ်လေ flow ဖြစ်သွားလဲဆိုတာလေးပြန်စဉ်းစားကြည့်ပါအော်ဟုတ်ကဲ့အဲ့ဒီယာတွေကကိုယ့်ရဲ့တကယ့် ikigai ကို sharp ဖွယ်တွေ့ရှိဖို့တည်လွန်စားတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲ့ဒီတည်လွန်စားလေးလေးကိုလိုက်ပြီးကိုယ့်ရဲ့အသက်ရှင်နေရခြင်းအကြောင်းကိုစက်ပြီး sharp ဖွယ်စူးစမ်းကြည့်ဖို့တိုက်တွန်းရင်းနေမယ်ဏီကုံချုပ်ခြင်းပါလိမ့်ခင်ဗျာ ဟုတ်ကဲ့ပါဒီနေ့အချိန်ပေးပြီးအခုလိုအကျိုးရှိတဲ့ဆွေးနွေးမှုတဲ့ကျေးဇူးတင်ပါတယ်ရှင်နောက်ပတ်ဒီမှာလည်းထခြားစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်ဆုံကြပါမယ်